ကျမကိုတကယ်လို့မဲနိုင်လို့ရှိရင်ကျမစီစာရေးလာကြတယ်ပညာရေးကိုပေါ့တကယ်လို့ကျမအစိုးရအဖွဲ့တွေမှာပါဝင်တဲ့အခွင့်ရပြီဆိုရင်ပညာရေးကိုဟိုတိုးတက်အောင်လုပ်ပေးပါပြုပြင်ပြောင်းလဲစရာရှိတာပြောင်းပေးပါတချို့ကလည်းဆက်နှစ်တန်းကိုမကြိုက်ဘူးအဲ့လိုမျိုးပြောတော့အခုကျမကြည့်တော့လဲဆက်နှစ်တန်းမပြီးချင်လဲအဲ့ဒီမှာပေါ့ဟိုတက်မွေးပွားကြောင်းနေတင်နိုင်ပါတယ်လို့သတင်းလဲဖတ်ရတယ်အဲ့တော့ကျမတို့ပညာရေးစနစ်ကျမကို ိုင်းလည်းမြန်မာပြည်ရဲ့ပညာရေးစနစ် ကျမသမီးလည်းမြန်မာပြည်ရဲ့ပညာရေးစနစ်အဲ့တော့အဲ့အတွက်ကြောင့်လို့ဒါတွေအတွေ့အကြုံကျမရှိရဲ့အဲ့တော့ဒီပညာရေးစနစ်ကိုဘာလို့လဲဘာကွာလဲနော်နိုင်ငံတကာနဲ့ဘာကွာလဲဆိုတာကိုဟိုကြည့်ရမယ်ဆိုလို့ရှိရင်တတော်ဟိုကွာခြားတဲ့မြန်မာပြည်ရဲ့ဟိုပညာရေးပညာသင်ကြားပုံဟာတခြားနဲ့မတူတာတွေရှိတယ်ဥပမာ structure structure ပေါ့နော်ဒီစမှုနောက်ပြီးတော့ teaching style သင်ကြားမှုပုံစံ curriculum ဆိုတာကဒီသင်ရိုးညွန့်တက် now accessibility uh, uh, ဒီဘယ်ပဲသူတွေပေါ့နေရာတိုင်းဒေသတိုင်းစာသင်ခွင့်ရှိသလားခလေး accessibility and assessment ဒီဟာဘလို့ပညာသင်တာကိုဘလို့စာမှုဘွဲ့စစ်တယ်ဘလို့ဘွဲ့ပေးတယ်ဘလို့ အအောင်ပေးတယ်ဒီဟာတွေအားလုံးဒီအချက်တွေမှာသူတို့ ရှင်ပြီးတော့သူတို့ပြောတယ်ကျမတို့မြန်မာပြည်မှာနေတာ technical နဲ့ vocational education technical ဆိုတာ လုပ်ငန်းကို technical high school တွေမရှိ technical school နဲ့တယ်ပေါ့ GDR လိုမျိုးပေါ့နောက်ပြီး vocational ဆိုလုပ်ငန်းခွင်သင်တာအာဒီလုပ်ငန်းဆိုပါအဲ့ဒါအဲ့ဒီဟာတွေကရှိပေမဲ့လည်းနဲတယ်ဟိုနဲတယ်ပြောတယ်တခြားနိုင်ငံပေါ့နော် US တို့ UK တို့ Singapore တို့ကြတော့ K12 ပဲဆက်နှစ်တန်းပဲဒါပေမဲ့လည်းအဲ့ဆက်နှစ်တန်းအတွင်းမှာ तू က ခွဲွားတယ်အိမ်မှာတော်တော်ခွဲွားတယ်အဲ့ကလေးကအလေတန်းလောက်ရောက်ရင် तू သိပြီ academic ပေါ့စာပဲလိုက်မလားသို့မဟုတ် vocational လုပ်ငန်းခွင့်ပညာရေးပဲသင်မလားသို့မဟုတ် international ပေါ့ဟိုနိုင်ငံတကာပဲရောက်မလားအဲ့လိုပေါ့အဲ့မှာ diverse ပေါ့နည်းနည်းခွဲွားတယ်အဲ့အချိန်မှာဒီဆက်နတန်းအတွင်းမှာကလေးတွေကသူတို့ကွဲလာပြီး သဘောကဟိုဝိစာသမားလို့မလားတိတ်ပန့်သမားလို့သမားလုပ်ငန်းခွင်ပဲလုပ်မလားသမို့ရင်အစင်းမြင့်သွားမလားသမို့ရင်ဉာဏ်နဲ့ပညာတွေအဲ့လိုမျိုးကအများကြီး option တွေရှိတယ်။ Now curriculum မှာ curriculum တင်ရညွန်းတန်းကတင်ရညွန်းတန်းတပုံစံနဲ့ပဲမြန်မာပြည်မှာပြီးလို့ရှိရင်ဟို road learning အလွတ်ကျက်တာအလွတ်ကျက်တာမြန်မာပြည်ကအကုန်လုံးခတဲ့စာဖတ်အလွတ်ကျက်เนาะအဲအဲ့ဒါပြီးလို့ရှိရင် သူဟာဘာကိုတိတ်အာမပေးလဲဆိုမြန်မာပြည်ကအကုန်လုံးဘိုင်းဟတ်တက်ဘတ်ချက်ပါဆိုတော့ critical thinking စဉ်းစားကိုဆုံးဖြတ်ပြီးတော့အဲ့ဒါကိုမတင်ပေးဘူး creativity တီထွင်ပေါ့ဟိုတီထွင် တီထွင်ကြံစမှုကိုအားမပေးဘူးနောက်ပြီးတော့ digital literacy ဒီ digital ဒီ computer တို့အဲ့ digital ပေါ့ line အဲ့ဒီအတွက်ကိုတင်ကြားတာတွေတိတ်မရှိဘူးတခြားနိုင်ငံတွေကကြတော့ flexible ဖြစ်တဲ့